โอเคဆိုတော့အရင်တစ်ခါအသက်နဲ့ပတ်သက်ပြီးမေးဖို့ပါပဲเนาะအလက်ရှိဂျပန်မှာအလုပ်လုပ်နေရ IG စစ်စီကို online နေတိုင်ထိရောက်လာပါတော့ပြီးတော့ English level ဘယ်လောက်ထိလိုလဲပေါ့အာတက်ကူတက်ဖို့လက်မလျှော့နိုင်လို့ပါ yes မမှီပါတယ်ကျွန်တော်တခါတော့27နဲ့စီဘက်ဆိုင်ရသွားရင်ဟိုနောက်ကြပြီလားနေထိုင်တာပါเนาะအာဒီမေးခွန်းကိုဖြေပေးရမယ်ဆိုရင် IG စစ်စီကို online နေတိုင်ထိရောက်လာဆိုတာကနှစ်ခုပုံမူတည်ပါเนาะဆိုတော့ပထမဆုံးတစ်ခုကကိုကတကယ်လို့ကျူတာငားမှာလာပါတော့ဒါမှမဟုတ်တင်တန်းတက်မှာလာတင်တန်းတစ်ခုတက်မှာလာပေါ့အဲ့တော့တကယ်လို့အဲ့လိုမျိုးဆိုရင်တော့ဒီ စုံစမ်းတဲ့အချိန်မှာကိုယ့်ကိုတရားတင်ပေးနိုင်တယ်အွန်လိုင်းအနေနဲ့လောကထိထိရောက်တင်ပေးနိုင်တယ်ဆရာဆရာမမျိုးနဲ့ဆရာဆရာမမျိုးရအောင်ရှာပါတော့ဒါမျိုးတစ်ခုဒီတစ်ချက်ကောင်းသွားပြီဆိုရင်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ဆရာဆရာမကတင်ပေးနေတဲ့အချိန်မှာကိုယ်ပန်းနေပြီးတော့စိတ်ဝင်စားအယုံစိုင်းမမနဲ့နားထောင်ဖို့လိုတယ်ပြန်ပြီးအဲ့စာတွေ practice လုပ်ဖို့လိုတယ်ဟိုအတန်းချိန်ပြီးွားရင်ပြီးွားရည်ဆိုပြီးတော့ပြစ်လိုက်လို့တော့မရဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဟိုကိုယ်ပန်းနေပြန် practice လုပ်ဖို့လိုတယ်တကယ်လို့အာကျူတာနဲ့မဟုတ်ဘူးကိုယ့်ကို subsidy ပဲလုပ်မယ်ဆိုရင်တော့အမှန်တမ်းပြောရင်တော့ခက်ခဲနိုင်တယ်ဘာလို့လဲဆိုတော့ကိုယ်ကအလုပ်တစ်ပတ်နဲ့လည်းလုံးမှဖြစ်နေတဲ့ တကြောင်မလို့အလောက်ကပင်မန်းလာတဲ့ပင်မန်းမှုလည်းရှိမယ်ပေါ့နော်ဒါပေမဲ့ဟို subsidy နဲ့လုံးမယ်ဆိုရင်လည်းကျွန်တော်ဘာလုပ်ဖို့ဟိုတိုက်တွန်းပါတယ်ပေါ့နော် encourage လုပ်ပါတယ်ဘာလို့လဲဆိုတော့ဒီ IGC ပြီးွားရင်လည်းတက္ကသိုလ်တက်ဖို့ကိုအဓိကရွယ်ချက်ကတက္ကသိုလ်တက်ဖို့ဖြစ်နေတာဆိုတော့ဒီ subsidy နဲ့ခတ်မယ်ဆိုရင်လည်းအဲလုံးလုံးစီချင်ပါတယ်ပေါ့နော် English level ကကျွန်တော် recommend လုပ်တာကအာ B2 တော့ above ပေါ့နော် B1 နဲ့ရလာဆိုရင်ရတာတော့ရတယ်ဘလို့ရလဲဆိုတော့ကိုက B1 နဲ့စလေးလာမယ်โอเคဒါပေမဲ့ကိုလေးလာမယ် IGC duration ကနည်းနည်း ကြာတယ်ဆိုရင် IGC လေ့လာနေတဲ့အချိန်မှာတခါတည်း English ကို improve လုပ်သွားနိုင်နေဆိုရင်တော့ yes ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ IGC ကအရင်အင်္ဂလိပ်စာကို dependent ဖြစ်တယ်ပေါ့နော်အင်္ဂလိပ်စာပိုကောင်းတယ်လေ IGC မှာစာလေ့လာသင်ယူရတာပိုပြီးတော့ကိုယ့်အတွက်လွယ်ကူလေးလေးပဲဆိုတော့အဲ့တော့အင်္ဂလိပ်စာတကယ်လို့မကောင်းနေဘူးဆိုအင်္ဂလိပ်စာ improve လုပ်ပေါ့နော်အချိန်ရသေးဆိုတော့ improve လုပ်ပြီးမှအော်ဒီ IGC တက်လေးလာပါတော့ဒါပေမဲ့အချိန်မရတော့ဘူးကိုကနည်းနည်း collision university ကိုတက်ချင်နေပြီဆိုတော့အင်္ဂလိပ်စာကိုလည်းလေ့လာပါ IGC တက်နေချိန်မှာအင်္ဂလိပ်စာကိုတခါတည်း improve လုပ်သွားပါတော့ဆိုတော့အဲ့လိုမျိုးဆိုရင်တော့ အာ IGC ဖြေမဲ့ချိန်မှာကွတ်တိဒီအင်္ဂလိပ်စာကလည်း ready ဖြစ်နေပြန်ပါတော့အဲ့တော့ဒါရီပေါ်တော့မူတည်တယ်ပေါ့ online မှာတက်ဖို့အတွက်ဟိုထိရောက်လားမထိရောက်လားဆိုတာကတော့ကိုယ်နဲ့တော့အများကြီးဆိုင်တယ်ပေါ့နော်ဆိုတော့ခုနပြောလို့ subsidy နဲ့ဆိုရင်လည်းကိုယ်နဲ့ပဲဆိုင်တယ်ဒီရှင်းပြကြီးကျူတာကောင်းကောင်းတွေ့ရဆိုလည်းဟိုကိုယ်နဲ့ပဲဆိုင်တယ်ပေါ့နော်ကျူတာကောင်းတိုင်းကိုယ်တင်မရဲ့ဆက်ဆက်မှကောင်းတိုင်းလည်းစာဝန်ဝင်မှအမှတ်မြင့်နေရမယ်လို့တော့အဲ့လိုလုံးဝကြီးရောယုံထားလို့တော့မရဘူးပေါ့နော်ကိုယ်နဲ့အများကြီးဆိုင်တယ်ကိုယ့်ဘက်ကနေပြီးတော့ ဒီ practice တွေလုပ်ရမယ်မိကုံးဟောင်းတွေလေ့ကျင့်ရမယ်စာတွေဖတ်ရမယ်နားလည်အောင်လုပ်ရမယ်တချို့ကြက်တင်တာတွေကိုကြည့်ရမယ်ဒါမျိုးတွေတော့ရှိရပါတော့ဒါမဲ့အာဖြေမယ်လို့လုံးဝဆုံးဖြတ်ထားပြီးပြီ college university တွားဖို့လဲကိုယ်ကလုံးဝကိုယ့်ရဲ့အဓိကရွေးချယ်ဖြစ်တယ်ဆိုတော့ yes ဟိုကျွန်တော်ဘာလုံးဝ encourage လုပ်ပါတယ်အလုံးနဲ့တစ်ဖက်ဆိုရင်လည်းရအောင် IGC ကိုအောင်ဖြီးပြီးတော့ college university ကိုရအောင်တက်ပါလို့ပြောချင်ပါတယ်ဗောနော်